တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာဖိုးကျော်ရဲ့ဘဝတူကိုကုညီလိုက်ခြင်းဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်နှုတ်ဆိုကလေးငယ်ကိုရင်ဝင်နဲ့ပိုက်ထားရင်းက ခင်မုန်းတဲ့ကုမြတောင်းဤမျက်နှာကို မတ်တင်အေးလှမ်းကဲကြည့်သည် သူကသာစိုးရင်တော့ကနှင့်မျက်နှာညှိုးနွမ်းနေရတော့လဲခင်မုန်းတဲ့ဤမျက်နှာကိုအကဲမရဟင်းငနဲ့တတ်မှတ်တစ်ချက်ချလိုက်ခါခင်မုန်းတဲ့စီမအကြည့်ကို သမီးလေးစီရွှေ့လိုက်သည်နို့ညာကလေးငယ်ကကူပူနေသည် နေရှိနေသဖြင့်ရေပြင်ကျဲထဲမှအိမ်ခေါင်မိုးများကို အစီအီမြင်နေရသည်အရက်ရှိမျက်နှာတွင်မြည်ရည်တွေကဖွေးဖွေးထနေသည် လေးအဝိတွင် လိုက်ချက်ခုတ်ကလေးများကအိမ်ရှိတွင်ခြိထားသောလှီငယ်ကို လာပြီးရိုက်ပုတ်နေကြသည်တဖြက်ဖြက်လိုင်းပုတ်တန်းနှင့်တူအကြီးကလေး၃ယောက်ကဟိုအိမ်ခေါင်မိုးကဗာကြီးထွန်းမောင်တို့အိမ်ခေါင်မိုးဒီအိမ်ခေါင်မိုးကအကြီးလေးဒေါ်ချင်းယုံတို့အိမ်ခေါင်မိုးဟုတယောက်နှစ်တယောက်ငင်းကြက်ထုတ်နေကြ၏ကလေးငယ်များမှမူမိဘတို့ဤတောကဒုက္ခကိုဘာမျှနားမလည်ရှာကြသည် တရိတ်ရိတ်တိုးလာသောမြစ်ရေပြင်ကိုလှမ်းကြည့်ကာဟေးဟေးဟိုဟာဘာကြီးလဲမသိဘူးဟေးမျောလာနေတယ်မဲမဲကြီးဟုသူတန်ကဦးအမြင့်နဲ့အော်ဟစ်ပျော်ရွှင်နေကြသည်သူတို့ရက်သည်မိုးတွင်ရောက်လာလျင်ရေရှမ်းတက်သော ပင်လယ်ဒိန်ဒေသဖြစ်သည် ထို့ကြောင့်သူတို့ရက်ကို မိုးတွင်ပင်လယ်နှွေဝင် ကုန်းခေါင်ဟုဆိုကြသည်ဤနှင့်မြစ်ရေအထက်ကျမ်းလာသည် ချင်းတွင်နှင့်အေယာဝတီတို့ရေစီးတန်းလေး သူတို့ရဲ့မှမြည်ရဲ့အတက်ကျန်းလီပင်ဝါဇူလာသန်းကလေးကအိမ်အဆင့်မြုပ်လူမြုပ်ကျင်ဖြစ်နေသည်လာတော့ရေထရက်တွင်ကျမ်းမြင်မောတရောင်နှစ်တောင်ရေကမြင့်တက်လာသည်ဖြင့်ဆင့်ထိုး၍နေခဲ့ကြရသည်ယခုဝါကောင်လာတွင်ရေကထတ်တိုးလာပြန်၏ကျန်းကင်းပေါ်တွင်ထိုးထားသောစင်နာကိုပင်ရေရောက်လာလိမ့်မလားဟုရင်တထိတ်ထိတ်ဖြစ်နေရသည်နို့ညာကလေးကလည်းနေမကောင်းထို့ကြောင့်မတင်အေးကကိုမြား နေရှိတုံဆီယမောင်စင်းနီမှုတ်တထုတ်လောက်ဝယ်ထားပေးပါလားခလေးကအပူမမကြသေးတာကွန်းရွက်ကိုရှိသေးရဲ့လားရေပြင်ကိုငေးကြည့်နေသောကိုမြတောင်းကမတ်တင်အေးကိုလှည့်မကြည့်ပဲပြန်မေးလိုက်ဤကွန်းရွက်တော့ရှိပါသေးတယ်ရှင်သွားမှဆိုလဲမြ мян ထက်ထက်သွားစမ်းမှာဒီတိုင်းဆိုရေကလည်းကြာရင်မမြင်သေးဘူးဟိုရင်တစ်နှစ်ကလို့ထုတ်ပေါ်တက်ပြီးစင့်တိုးထားရလိမ့်မယ်ထင်တယ်ဤတခါတော့ကိုမြတောင်းဤတပြင်းချတဲ့ကို မတ်တင်အေးပင်ကြားမိလိုက်သည်မင်းစီပတ်စံဘလောက်ရှိသေးလဲရှင်ငါရောကျမကိုအလုံးခဲဘလောက်ပေးထားနိုင်လို့လဲခြေဆောင်လက်ဆောင်၃လေးချက်ပဲပေါ်တော့မှန်သည်မြည်ရီအတက်ကျန်းနေသဖြင့်ငါရှာ၍မရသည်မှာ၃လေးရက်ရှိသွားလိမ့်ပြီထို့ကြောင့်ကိုမြတောင်းနှင့်မတ်တင်အေးတို့လက်ထဲတွင်ငွေ၁၀ပင် ပြည့်အောင်မရှိဖြစ်နေ၏ဒါဆိုပေးလေငါကိုတစ်ချက်ဘာလို့မလို့တော့ ဟောဗျာမင်းမေစေးတထုပ်သွားဝယ်ပေးပါစို့အမလီတော်စေးတထုပ်ဖိုးမြန်ခါတိုင်းလိုအကျွေးယူခဲ့လေရသားနဲ့ရေးကြီးခွင်ကျဲဟာအကျွေးတွေကလည်းများနေတော့အာနာလို့ပေါ့ကွာဘာမှအာနာမနေနဲ့သွားရေးကြသွားရင်ငားတွေရမယ်ဆိုတာသူတို့လည်းသိနေတာပဲမြန်မြန်လည်းပြန်ခဲ့အောင်ရေးကစိတ်ချရတာမဟုတ်ဘူးမိုးမချုပ်ခင်စင့်ထိုးထားတဲ့ရင်ထိုးထားရမှာနော်အေးပါကွာ ဟုပြောကကိုမြတောင်းမတ်တက်ထသည်ခေါမိုးဘော်ကတက်ကိုဆွဲကလှေထဲဆင်းလိုက်၏သူတို့အိမ်မှာရွာပြားတွင်ဖြစ်သည်ကုံလုံးတိုင်းရှိသောဥသားကျော်ဒေါ်စိန်မှုန်တို့အိမ်က ရွာလေတွင်ဖြစ်၏ထို့ကြောင့်လင်ငယ်စင်းကိုဟိုအိမ်ကြားဒီအိမ်ကြားကလှောက်ခတ်သွားနေသောလင်တော်မောင်ကိုမြတောင်းကို မတ်တင်အေးမှာအိမ်မော်ကလှမ်းကြည့်နေ၏ထိုအချိန်တွင်မိုးသက်လေးပြင်းများကြာစာပြူလာ၏မတ်တင်အေးရင်ထဲထိတ်ခနဲဖြစ်သွားသည် ယောဟန်နီးဝင်းကျင်တွင်ဤလိုရေတက်ကြမ်းကျင်၌စုပ်ဝဲများထတတ်သည်တမန်နှစ်ကတငါသည်တယောက်စုပ်ဝဲသည်လူရောလေပါဝင်ပါသွားခဲ့သည်လေတက်ဖွဲ့၍လိုက်ရှာကြသောအခါမြစ်အောက်ဖက်တွင်လေတက်ကို မြဲမြဲစုပ်ခါတေဆုံနေသည်ကို တွေ့ကြလေသည်ဖွားဟက်ဖက်ဖက်ပြောတိုင်းဖြစ်ခိုင်းလိုက်တဲ့မညူညင်တတ်တဲ့ငှက်လင်းသဘောကောင်းမနှောကောင်းကြီးဤလိုဘေးဒုက္ခတွင်နဲ့ဝေးပါစီဖဲပါစီ ။မတ်တင်အေးသည်စိတ်ထဲကရေရွတ်ခါကိုမြတောင်းလှေလောထွက်သွားသည်ကိုသာငေးကြည့်နေလေသည်။နို့ညာကလေးငယ်အတွက်ဆေးထွက်ဝဲသွားသောကိုမြတောင်းဤလင်ငယ်သည်သုံးလေးအိမ်ကျော်သွားသောအခါဥကျော်သာဒေါ်စိန်မုံတို့ကုံစုံဆိုင်ဘက်ကြွေဝင်ပြီးပျောက်ွယ်သွားလေသည်။ဒိန်ငနယ်အိမ်ကိုလာဆောင်တဲ့တခုနှစ်တူတအိမ်လုံးရိမ့်ရိုင်လှုပ်ရှားသွားသည်။ရုတ်တရက်ဖြစ်သည်ဖြင့်မတ်တင်အေးက အမေပလုတ်တုတ်တော်ဟုပင်လန့်အော်မိလိုက်သည် ခင်မုန်းနယ်ကိုမြသောဆေးဝယ်သွားနေရကပြန်ရောက်မလာသေးသဖြင့်မတ်တင်အေးမှာအလိုလိုအားငယ်နေသည် အမှန်ကဤဒီမှာအစမ်းမဟုတ်ပေယခုလိုမြေရီအတက်ကျန်းလာပြီဆိုလျင်သူတို့ရွာကအိမ်များကိုတစ်တုံးကြီးများသည်ဤသို့ပင် ဝင်းတိုးဝင်းတိုက်တတ်သည်တစ်ဖောင်ပြက်ပြီးအဖော်ခွဲထီးထီးထွက်လာသောမျောတုံကျွန်းသစ်လုံးတွေမှာဒရန်နဒန်ရှိတတ်သဖြင့်အိမ်ကိုဝင်းတိုးပြီဆိုလျင်တအိမ်လုံးတိမ့်တိမ့်ခါတုံလှုပ်သွားတတ်သည် ခိုင်ခံ့သောအိမ်များဆိုလျင် ပြိုပင်ပြိုတတ်၏ထို့ကြောင့်သူတို့ရွာကအိမ်တွေမှာမျောတုံးများ ဝင်တိုက်မှာကိုလည်းရင်တထိတ်ထိတ်ဖြစ်နေကြရလေသည်ရွာထဲဝင်လာသောမျောတုံးများမှာ ရေဝဲကတော့ထိုးရာတိုင်းဟိုအိမ်တိုက်ဒီအိမ်တိုက်နေရွာထဲကတော်တော်နှစ်ထွက်မသွားဘဲလှဲ့လဲနေသည်လည်းရှိလေသည်တရိပ်ရိပ်တက်လာနေသော မြေရီကိုငေးကြည့်ကမတ်တင်အေးမှလင်းတော်မောင်ကိုမြာတောင်းပြန်လာကို မျောနေလေသည်မမျော၍လည်းမဖြစ်တော့ ဒီတိုင်းဆိုလျင်မြေကြီးကသူတို့ဆင်ထိုးနေသောကျမ်းမြင်ကိုမိုးမချုပ်ခင်ဖုံးအုပ်လွှမ်းမှုလာပေလိမ့်မည်။ကိုမြတောင်းဆေးဝယ်ပြီးပြန်လာချိန်မှာမြေကြီးသည်သူတို့အိမ်အစ်စ်နှင့်ထိလူနီးပါးဖြစ်နေပြီ။မတ်တေအေးမှာရင်ဝင်ထဲကကလေးတစ်ဖက်နေမကောင်းသောနှုတ်ညာကလေးတစ်ဖက်နှင့်ကလေးနှစ်ယောက်ကိုတစ်ဖက်တစ်ယောက်ချီကားပြရာခတ်နေ၏။ကိုမြတောင်းမှာချက်ချင်းလက်ထဲကတက်ကိုခေါမိုးပေါ်ပြေးထိုးကထုတ်ပေါ်ပြေးတက်ပြီး အဆင့်တစ်ဆင့်ထပ်ထိုးရသည်အကြီးကလေးသုံးကောင်ကို နိုင်တလောက်အကူညီခိုင်းကမြေရီလွတ်အောင်အဆင့်ထပ်ထိုးရသည်မှာမတက်တာလှပြီအဆင့်ထိုးပြီးသည်နှင့်ရေကလည်းသူတို့ကျန်းကင်းမော်ချက်ချင်းရောက်လာတော့သည်ထို့ကြောင့်သူတို့ကျန်းမြင်နှင့်အိမ်ခေါင်မိုးမှာအလန်းမကွာလာတော့ရက်မှနာသွားထိုင်လျင်ခေါင်းနှင့်ခေါင်းမိုးကမလွတ်တော့အိမ်လေကောင်မှာမိသားစုနှင့်ဝိုင်းထိုင်နေကြရ၏။စားလျင်လဲဒီနေရာ၊အိတ်လျင်လဲဒီနေရာ ထမင်းချံဟင်းချံလဲဒီနေရာပင်ဖြစ်သည်အိမ်အဆင့်ပေါ်တွင် မတ်တက်ရက်ရွေမရညောင်းညာလျင်ပက်လက်သို့မဟုတ်ဝမ်းရမှောက်နေကြရသည်အိမ်တစက်မြိတ်ရက်မတန်းနာတွင်တက်ငယ်အမိုးကို လူတကိုစားဝင်းပေါက်ထွက်ပေါက်ဖောက်ထားရသည်ယာယီပရင်းမောက်သို့မဟုတ်ယာယီတကမဖြစ်သည်အိမ်ဤအဆင့်မှန်တကားပေါက်ပရင်းမောက်တို့မှာရေအောက်သို့ရောက်သွားကြလိမ့်မည်ဒီတဲ့ရေတက်ကျန်းလာလျင်တော့အိမ်ခေါင်မိုးပေါ်တက်နေကြယုံသား ထို့ကြောင့်သူတို့ဤလင်ငယ်ကိုလည်းယာယီပရင်မောင်နာကျိုးချီလွတ်ထားရသည်အရေးကြုံလျင်သူတို့အသက်ကိုကယ်နိုင်သူမှာဤလင်ငယ်ကလေးသာဖြစ်လေသည်ကိုပူနေသောနုညာကလေးငယ်ကိုကွန်းရက်ပြုတ်ရင်းနှင့်လင်မယားနှောင်ဆေးတစ်ခွက်ထပ်တိုက်ကြသည်နေကကြာသွားသလိုကလေးလည်းကိုပူကြာသွားသည်မြေရေကမူအတက်မရက်သည်သို့သောမိုးမရွာတော့၃လရက်ဇွဲခတ်ရွာထားသောမိုးသည် အရှိန်သေးကကောင်းငင်တခွင်တပြင်းလုံးမှာလဲကြည်လင်တန့်ဆင်လာသည်ဝုံငနေဒိုင်းငနေထုရိုက်တန်များကို မိုးချုပ်ဆမှာအိမ်တိုင်းလူလူကကြားလာရသည်ဤဒီမှာလဲရက်တလီလူပင်ဖြစ်နေသဖြင့်ကိုမြတောင်းနှင့်မတ်တင်အေးတို့ဤခလေးကြီး၃ယောက်ကစကောကိုထုသူထု အိမ်တိုင်းကိုဒုတ်နှင့်ရိုက်သူရိုက်တန်မုံခွန်ကိုတီးသူတီးနှင့်ပျော်နေကြပြန်သည်သူတို့အရက်မှာဤတို့မလုပ်၍လဲမဖြစ်ပေ မိုးချုပ်လာလျင်မြည်ရည်နှင့်မျောပါလာသောဒိုက်တရောများနှင့်တူမွေဆိုးကင်းမာတွေကလည်းပါလာတတ်သည်ဘဲနှင့်ဘဲရက်ကပင် အစာငတ်အဟာရပြတ်နှင့်ဘဲရက်ဘဲဒီတာကပင်မျောပါလာကြမှန်းမသိသော မွေဆိုးကင်းပါတွေမှာမိယာတွဲယာခုတ်ကိုးယာတွေကို ရှာရင်းအိမ်မော်တက်လာတတ်ကြသည် ထို့ကြောင့်မြို့မှာပြည်မှာမကောင်းဆိုးရွားများကို ပရိတ်ရတန်မုံတီဗီတောထုတ်သလိုစူညံစွာထုရိုက်တီးခတ်၍ 6လံမောက်ထုံနေကြရသည်အနီးနားဝင်းကျင်ရှိအခြားအိမ်များမှာထုရိုက်တိခတ်တန်းကိုအတူယူကာကလေးများစူညံစွာတိခတ်နေကြခြင်းတွင် ကိုမြတောင်းသည် သူ့အိမ်ပတ်ဝန်းကျင်ကိုအကဲခံနေရသည်မြေရည်နှင့်အတူတစ်ခါတစ်ခါတွင် ခွေးသေးကောင်ပုံများ လူသေးအလောင်းများလည်းမျောပါတတ်ကြလေရာအကယ်၍ထိုးတို့ခွေးသေးကောင်ပုံလူသေးကောင်အလောင်းများမျောပါလာလျင်ဝလုံးရှင်နှင့်လန့်ထိုးကမိမိတို့အိမ်ဥပစာအလွတ်တို့ ထိုးထုတ်ကော့လွတ်ကြရသည်ထို့ကြောင့်ကိုမြတောင်းသည်ယာယီတကားပေါင်းမှထွက်ခါခွေးသေးကောင်ပုတ်နှင့်လူသေးကောင်အလောင်းများကိုစောင့်ကြည့်နေရလေသည်တဖြည်းဖြည်းမှောင်စပြူလာ၏မိုးထံမှကျဲပွင်ကလေးများကို ရေးအတွက်မရနိုင်လောက်အောင် မြင်လာရသည်မိုးကုတ်စဝိုင်းဘက်မှ ရေစင်းတောက်နေကြသောကျဲပွင်ကလေးများမှရေထဲတွင်ပို၍တောက်ပကွမြူးနေကြသည်မကြခင်မှာပင် ရေပြင်ပေါ်သို့လရောင်က ထိုးကြလာပြန်သည် ထွန်းထွန်းပပတာယာလာသောလှယောင်ကြောင့်တရင်ကတွင်ကိုမြတောင်းမှာစိတ်ထဲကြည်နူးသွားသလိုပင်တရိပ်ရိပ်တက်လာသောမြစ်ရေပေါ်ကလှိုင်းကလေးတွေမှာလှယောင်နဲ့လူးလွန်လှုပ်ရှားနေကြသည်လင်းငယ်ကလေးတစ်စင်းသည်အိမ်ညိုအိမ်ကြားမှာရေပြင်ပေါ်လှဲ့ထွက်လာ၏ဘသူပါလိန်ဟုကိုမြတောင်းငေးကြည့်နေသည်ခဏကြာမှပင်လင်းငယ်လေးသည်သူ့အိမ်သားသို့ရောက်လာ၏ လာရောင်ထဲကလူကိုတဲတဲကွဲကွဲမမှတ်မိသဖြင့်လှမ်းမိလိုက်၏ကိုကြီးချမ်းရေးလာပြို့အေးဟုတ်တယ်မင်းလိုက်အောင်မလားမြတ်တောင်းဦးချမ်းအေး၏အမေးကို ချက်ချင်းပြန်မဖြေသေးပဲကြွထိုးလာကိုကြီးဟုပြန်မေးလိုက်၏ဦးချမ်းအေးမှာဖားရှာငါးရှာတော်သလိုကြွရှာကြွထိုးမှလည်းရွာ၌နမေရသူဖြစ်၏ဦးချမ်းအေးတညသွားထိုးလျင် အ ਨੇ ဆုံးတော့ဟင်းသားပြင်ကြွက်တပိတ်သားတော့နေ့စဉ်ရောင်းရသူဖြစ်သည်ထို့ကြောင့်လဲကိုမြတောင်းကကြွက်ထိုးလာအကိုကြီးဟုအတက်သိနေသလိုပြန်မေးလိုက်ခြင်းဖြစ်သည်အေးလကွာဒီချိန်မှာကြွက်ထိုးမဟုတ်လို့ငါသွားရှာရမလားကွာဒါလောက်မြည်ရတက်နေတဲ့ဥစ္စာဟာဟာဥချံအေးကြီးပြောဆဲကို သူကသဘောကျသွားအကျဲကြီးရီပစ်လိုက်သည်လိုက်ပဲကိုကြီးခဏနော်သူအိမ်ထဲချက်ချင်းပြန်ဝင်ပြီးမှိန်ရှာသည် အပြင်ကသူ့ယောက်ျားနဲ့ဦးချင်းအီတို့ပြောနေကြတန်ကိုကြားထားတော့မတင်အီကရှင်ကြွတ်ထိုးလိုက်သွားမလို့လားခလီးကလည်းနေသေးကောင်းတာမဟုတ်ဘူးမြေကြီးကလည်းတက်တုံးပဲမဟုတ်လားအိမ်မှာရှင်မရှိရင်ဟူသောသူ့မိန်းမစကားမဆုံးခင် သူကမြေကြီးကစိုးရင်စရာ မရှိတော့ပါဘူးကွာမင်းခလီးကလည်းကိုပူကြသွားပြီပဲအကိုကြီးချမ်းအီနဲ့ငါလိုက်သွားပါမယ်ညနေကကိုသားကျော်ကလည်းပြောလိုက်တယ်မြေကြီးကြီးနေတာနဲ့ တားသိန်း၅သိန်းမစားရတာကြာပြီမင်းတို့ကြွက်ရရင်ငါ့ကိုတပိတ်သားလောက်လာပေးပါတဲ့ဥတာကျော်စီမှာတို့ စီကျွေးစံကျွေးအစိတ်30ရှိနေပြီကွကြွက်ရလို့တပိတ်သားလောက်ပေးနိုင်ရင်အကျွေးက မနေကြမှာငါလိုက်သွားလိုက်ပါမယ်ကွာအကိုကြီးချမ်းအေးကကြွက်ထိုးနာမည်ကြီးဆိုတော့သူ့စီကနီးနှိပ်တရလဲရတာဗောဟုပြောလိုက်ဤကိုမြင့်တောင်းပြောဒီမှာအမန်နေကြီးဖြစ်နေသဖြင့်တော့သဘောပါတော့ မတ်တင်အေးဤပြောစကားအဆုံးမှာကိုမြာတောင်းကြွက်ထိုးလိုက်ရန်အိမ်ခေါမိုးနာယာယီတကားမှအပြင်သို့ထွက်လာလေသည်ဦးချမ်းအေးနှင့်ကိုမြာတောင်းတို့သည်လေကလေးတစ်စင်းနှင့်ကြွက်ထိုးရန်ထွက်လာကြ၏မြေရေပြင်မှာလရောင်ပပြန်းထားတော်လဲပြန့်ပြူးငိမ့်သက်ခြင်းမရှိဟိုတကွက်ဒီတကွက်နှင့် ရေပြင်ထဲတွင်မဲမဲတဲတဲအရိပ်ကွက်များကိုသာမြင်နေရ၏ထိုအရိပ်ကွက်များသည်ဦးချမ်းအေးနှင့်ကိုမြာတောင်းတို့အတွက်အထူးသတိထားရမည် ဒိုက်ဖက်မော်ယုံခွက်များဖြစ်သည်လေကျွယ်ကြီးများသည်ထိုမော်ယုံခြုံပုတ်နှင့်မျောပါလာသောဒိုက်သည်ောများတဲ့ခိုစည်း၍ပါလာတတ်ကြ၏မင်းမနေ့ကထွက်သေးလားခလေးနေမကောင်းလို့မထွက်ဖြစ်ဘူးကိုကြီးအကိုကြီးတော့နေ့စဉ်ထွက်ပြစ်တယ်ထင်တယ်ထွက်ရတာပေါ့မြန်တောင်းရတို့ဘွားကငားနဲ့ဖားရရင်ရမရရင်ဒီလိုအချိန်မှာကြွက်ရမှာဝမ်းရည်လာမယ်မဟုတ်လားကွဟုတ်ကဲ့ မင်းကလေးခုရောဘယ်နဲ့နေသေးလဲနီးကောင်းသွားပါပြီကိုဟေးဟေးကောင်မင်းစကားလဲပြောဘေးဘီလဲကြည်လီကွာတွေ့လားဟိုဒိုက်ပြောကြတဲ့ကကြွက်လေနစင်းရှင်လော်လာကြရမှသူ့နဘေးရှိဒိုက်ပြောဘုံထဲသို့ဝင်ပြေးသွားသောလဲကြွက်ကြီးကိုဥချမ်းအေးပြားမှကိုမြတောင်းကလက်ခနဲမြင်လိုက်ရ၏သို့သောမိမ့်နှင့်လန်းထိုးရန်ချင်းကနောက်ကျသွားလိမ့်မည်ဥချမ်းအေးကတကယ်မျက်စီရှင်သူပင် သူနှစ်သားနီးသောထိုက်သောပုံပေါ်ကလေကျွဲကြီးကိုလာရောက်နေသူမှုမြင်တတ်ပလီဟုချီးကျူးလိုက်မိ၏။ဒါကြောင့်လဲနာမည်ကြီးပေတာကိုဟုမှတ်ချက်ချလိုက်မိသည်။မြေရီတွေကြွက်လိုက်ထိုးရတယ်ဆိုတာနာရောမျက်စီရောသိရှင်ရတယ်မြတ်တောင်းဖတ်ဖတ်မပြောကောင်းမဆိုကောင်းမွေပါကင်းမကိုလည်းတတိထားရတယ်လို့မျောတုံရီဝဲတွေကိုလည်းတတိထားกว่าဟိုမှာတွေ့လားထိုက်သောတဘော အဲ့ဒီပုံနဲ့အတိုက်ပြန်မျောလာတဲ့လေကျွယ်ကြီးတွေမုတ်ချပါမှာပဲမင်းဟိုဘက်ကထိုးငါဒီဘက်ကထိုးမယ်ကွာကဲလှော်လှော်ပြောပြောဆိုဆိုနေပင် ရှေ့တွင် စပားလှမ်းဖြာကြီးတစ်ချက်ပမာကန်ရှိသောဒိုက်တရော့တအုပ်ကိုလက်ညှိုးထိုးပြ၍ဥချံအေးကပြော၏အတန်ငယ်ဝေးသေးသဖြင့်ရေပြင်းမော်ကဒိုက်တရော့အုပ်ကိုမဲမဲအကွက်ကြီးတစ်ကွက်ပမာသာ မြင်နေရသေး၏ဒိုက်ဖန်များမှာတစ်ခုနှင့်တစ်ခု ထပ်ပြီးညက်၍မြေရေးစီးတိုင်းမျောပါလာကြရာအတိုက်ပြက်လာသောကြွက်များမွေများဖားများဖပြုံများကင်းများအစုံပါလာတတ်လေသည် ဖြာကြီးတစ်ချက်ပမာကန့်ရှိသောဒိုက်ဖက်မော်ယုံတဲ့ကိုဥချမ်းအေးနှင့်ကိုမြသောတို့ကနှစ်ဖက်ညှက်ထိုးဝင်ကြသည် လာရောက်တဲ့တွင်မဲမဲလှုပ်လှုပ်မြေယာကိုလှမ်းထိုးလျာကြွက်မိသည့်အခါရှိသလိုဖပြုတ်ရေမွေများကို ထိုးမိသည့်အခါလည်းရှိလေသည်ထို့ကြောင့်ဥချမ်းအေးက ေးသေးချာချာကြည်ထိုးกว่าဟုဆို၏မြေရည်စည်းတဲတွင်လင်ငယ်ကိုထင်းရကြွက်ကိုကြည်ရနှင့်လွယ်တော့မလွယ်ပြီ သို့တော်ကုမြတောင်းလဲကြွက်သုံးကောင်ရလိုက်၏လဲကြွက်နှကောင်မြသာရသေးသောဥချံအေးကမင့်တဲဟုတ်ပါလားဟုချီးကျူးစကားဆိုလိုက်သည် ထိုတိုက်သောအုပ်ကမြေရည်တဲ့မျောပါသွားသောအခါနောက်တိုက်သောအုပ်တွေမျောအလာကို မျောငေးစောင့်လော်ကြရပြန်သည်ဤတခါတော့နှစ်ယောက်တူသွား၍မရတော့ ဒိုက်တယောအုံမှာတင်းဖြူဖြာငယ်များကန်သာဟိုတခွက်ဒီတစု မျောပါလာနေကြရာတယောက်တလန်းတယောက်တကွက်ထိုးရန်လမ်းခွဲလာကြသည်လမ်းခွဲကန်ဒီတွင်ဦးချမ်းအေးကမင်းဝဲကြော်တွေတော့တတိထားသွားတော့မွေပါကင်မာလဲကြီးกว่าဟုတတိပေးလိုက်ဤသူကလည်းဟုတ်ကဲ့ဟုတလေးတစားပြောကလမ်းခွဲထွက်လာလေသည်ဒီလိုနှင့်ရေဝဲကြော်ထိုးနေသော နေရာများကိုရှောင်းကဒိုက်ဖက်ပုံတွေ ဒိုင်မျောတွေနောက်လိုက်ပြီးကိုမြသောကြွက်ထိုးနေ၏။ဦးချမ်းအေးကလည်းသူ့နီးတူကြွက်ထိုးရင်းမြစ်ရည်တဲ့သူတို့နှစ်ယောက်မှဝေးသွားလိုက်နီးလာလိုက်နှင့်တနာ yı ကကြာသွားလေသည်။လရောင်မှာပိုပြီးထွန်းပလင်းလက်လာရာကြွက်ထိုးရသည်မှာပို၍လက်တွေလာကြ၏။တခုသောဒိုက်ဖက်မော်ယုံတစ်ခုနားအရောက်မှာတော့ကိုမြသောလက်တွန့်သွားသည်။၂၀သားကံပင်ရှိမည်ထင်ရသောကြွက်မကြီးမှာအတိုက်ဖြက်ပြီး တကောင်နဲ့မျောပါနေခြင်းမဟုတ်။ ကောင်ယိုတိရွတ်တစ်ခတ်ရိုးပြန်ငှက်မွေးတွေနဲ့အတိုက်လှုပ်ထားသော သူ့အတိုက်တစ်ခုလုံးရေထဲမျောပါလာ၏။ဒိုက်ဖက်မော်ယုံဘေးတွင်ကက်ပြီးမျောပါလာသောအတိုက်ထဲတွင် မျက်စီပင်မပွင့်သေးဟုထင်ရသောကြွက်ကလေးငါးကောင်ကိုလည်းလရောင်ထဲတွင်ထင်ထင်ရှားရှားမြင်နေရ၏။ဒိုက်ဖက်နှင့်တွဲကပ်မျောပါနေသောကြွက်တိုက်ထဲရေတွေလုံးဝင်နေရာကြွက်ကလေးတွေမှလူးလွန်လှုပ်ရှားနေကြသည်။ ကြော့မာကြီးသည် ရေဆို၍လူးလွန်လှုပ်ရှားနေကြသောသူ့သားသမီးများကို ရေလွတ်စေရန်နှုတ်သီးနှင့်ထိုးမှ၍အတိုက်ပေါ်သို့ထိုးတင်နေသည်သို့တော်လည်းကြွက်ကလေးတွေမှာအတိုက်နှခမ်းပါးကိုတွဲဖက်မထားတတ်ကြသေးသဖြင့်ခဏခဏပြုတ်ကြတတ်သည်မိခင်ကြော့မာကြီးကနောက်တစ်ကောင်ကိုကိုက်ချီတင်နေစဉ်မှာနောက်တစ်ကောင်က ရေဆိုရွှဲနေသောအတိုက်လေခွက်ခွက်ထဲလိမ့်ကြ၏မိခင်ကြော့မာကြီးမှာဟိုတစ်ကောင်တင်လိုက်ဒီကောင်ပြန်လိမ့်ကြလိုက်နှင့် ကိုမြာတောင်းအနာကပီးမိမ့်နှင့်ချိန်ရွယ်ထားသည်ကိုပင်သတိပြုမအားပဲစောက်တရားမရဖြစ်နေသည်ဤသို့တကောင်ကိုအတိုက်နှခမ်းမော်တင်ပေးလိုက်နောက်တင်ထားသောတကောင်ကပြန်ပြုတ်ကြလိုက်ဖြစ်နေသောအခါကြွမကြီးမှပြာယာခက်ပြီးကြံ့ရမရဖြစ်နေသည်အတိုက်ခွက်ခွက်လဲတဲ့ပြန်ပြုတ်ကြသောကြွက်ကလေးတွေမှာရေဆူ၍လူးလွန်အော်ဟစ်နေကြသောအခါကြွမကြီးခမညာအယူမီဝိုင်းဖြစ်နေ၏ သူသည်သူသားသမီးများကိုဘယ်ချိန်ကပင်ကဲတင်နိုင်ရန်ကြိုးစားလာသည်မသိတစ်ချက်တစ်ချက်တွင် အော်ဟစ်ညဉ်ညူနေကြသော သားသမီးများကို တွေ့ကြည့်ကဒရိလစ်သွားသလိုခဏခဏငြိမ်သွားသည်ကိုလည်းတွေ့နေမြင်နေရသည် မကြပါစေစောစောကလိုသူသားသမီးများကိုရေလွရအတိုင်နှခမ်းပေါ်မတင်ရန်ကြိုးစားနေပြန်၏နောက်တော့သူသားသမီးတွေကိုဤသို့ကဲတင်၍ဘလို့မှမရတော့မှန်းသိ၍သားသမီး ငါးကောင်ပါသောကြွက်တိုက်ကြီးတစ်ခုလုံးကိုဒိုက်ပုံပေါ်ကြိုက်ချီဆွဲတင်တော့ဤသို့သောတစ်ရွက်တစ်ခတ်နှင့် ကောက်ရိုးအမကြီးတွေလည်းပါရာဒိုက်ဖက်တွေနှင့်ဘေးချင်းညိနေသောကြွက်တိုက်မှာဘလို့မှကြွက်မကြီးဆွဲတင်ရသို့ဘာမလာပဲဒိုက်ဖက်ဘေးနိုင်သာညိပြီးမျောပါနေဤထိုအခါဘလို့မှစူးစမ်း၍မရသောကြွက်မကြီးမှာ သားသမီးသောနှင့်စောက်တရမရဖြစ်ခါကြွက်တိုက်ပေါ်ရှိသားသမီးတွေစီပြေးဆင်းလာလိုက် ရေဆိုရွှဲနေသောကလေးများကိုနှုတ်သီးနှင့်နမ်းလိုက်ထိုးတင်လိုက်ဒိုက်ပုံမောခုန်ကူး၍အတိုက်ကိုကိုက်ဆွဲလိုက်နှင့်စောက်တရမရဖြစ်နေလေသည်ကျွတ်မကြီး၏အဖြစ်ကိုငေးကြည့်ကကိုမြတောင်း၏မျက်လုံးအိမ်ထဲမှမျက်ရည်များပင်ဝဲလာသည် နေကင်းကသူနှင့်သူစနီးတို့သည် ရေလွတ်နိုင်သောဆင့်ကိုပင်ပန်းကြီးစွာထိုးပြီးသားသမီးများကိုဆင့်ပေါ်တင်ထားခဲ့ကြရသည် ကိုပူနေသောနှုတ်ညာလေး၏ခြေထောက်ကိုရေဆိုမှဆိုးသည်ဖြင့် ကိုမြသောဆင့်တင်နေစဉ်အမေလူသူကတစ်ဖက်ခရစ်ခွင်ခြိထားရ၏နောက်တစ်ဖက်ခရစ်ခွင်တွင် နောက်ထပ်အငယ်ဆုံးနှုတ်ဆွရွယ်တယောက်နောက်တော့တယောက်ထဲလုတ်ကိုင်းနေရသူကိုမြသောကလည်းဆင့်တင်၍မပြီးနိုင်ဖြစ်နေလေရာ နေမကောင်းသောကလေးငယ်ကိုဆက်မချီထားနိုင်သော မတ်တင်အေးမှာအကြီးကိုဂုံပိုးပြီးအငယ်ကိုခရစ်ခွင်ခြိကာဆင့်ထိုးအပီးကို ရေတက်နေသောကျမ်းမြေမတ်တက်ရက်၍စောင့်ဆိုင်နေခဲ့ရ၏ ယခုကြွတ်မာကြီးသည် သူ့သားသမီးများကို ရေလွတ်ရာပို့နိုင်ရန်ကြိုးစားနေသလိုသူတို့လင်မယားသည်လည်းနေလေကင်းကကြိုးစားခဲ့ကြရသည်ကြွတ်မာကြီးနှင့်သူတို့မှာဘဝတူဟုဆိုကမမားနိုင်ပေသူတို့လိုအသိဉာဏ်ရှိသောလင်မယားနှစ်ယောက်ကြိုးစားမှုနှင့်စသောအသိဉာဏ်နှင့်ပါပြီးလင်သားမပါဘဲတယောက်ထဲကြိုးစားရုန်းကန်နေရသောကြွတ်မာကြီး၏ဘဝမှာပို၍ပင်တနာစရာကောင်းနေပါလားဟု တွေးမိသွားလေသည် ထို့ကြောင့်ကိုမြတောင်းသည်ကြွမကြီးကိုလုံးဝထိုးသက်ရယူလို့စိတ်မရှိတော့ပဲကြွမကြီးရဲ့နေနဲ့ငါတို့ကဘဝတူတွေပါ နေကိုငါမတက်ရက်ပါဘူးနေဝင်ကိုငါကူညီပေးပါမယ်ဟဲ့ဟုစိတ်ထဲကရေရွတ်ကကြွတိုက်ကိုမှိမ့်နဲ့ကောပြီးဓာတ်ပုံပေါ်တင်ပေးလိုက်လေသည်